လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲကိုတခြားနိုင်ငံတွေကအတိမတ်ပြုခြင်းမပြုခြင်းထက်နိုင်ငံသားတွေကအတိမတ်ပြုဆုံးဖြတ်လျင်ပင်လုံလောက်နေပြီဖြစ်တယ်လို့စစ်ကောင်စီပြောခွင့်ရပို့ချုပ်စုံမင်းထွန်းကပြောပါတယ် ဗိုလ်ချုပ်စောမင်းထွန်းကပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူများသို့အသိပေးချက်ဥဆိုကနိုဝင်ဘာလ10ရက်ကနိုင်ငံပိုင်မီဒီယာတွေကနေတက်ဆင်ဖော်ပြခဲ့တာပါရောက်ပွဲကိုမြန်မာနိုင်ငံသားတွေအသိမှတ်ပြုရင်ရပြီလို့စစ်ကောင်စီပြောခွင့်ရသူကပြောနေပေမဲ့ဒီရွေးကောက်ပွဲကိုလက်မခံ ကန့်ကွက်ရှုတ်ချတဲ့အကြောင်းပြည်တွင်းနဲ့ပြည်ပရောက်မြန်မာတွေကလှုပ်ရှားမှုတွေပြုလုပ်နေကြတာပါအနာဒိစတက်ကပြုလုပ်မဲ့ယူကောက်ပွဲနဲ့ပတ်သက်ပြီးတရုတ်ရုရှားစတဲ့နိုင်ငံအနေငယ်ကသာထောက်ခံနေကြပြီးကမ္ဘာကူလသမဂ္ဂ EU ပြင်သစ်အစရှိတဲ့နိုင်ငံတွေနဲ့အဖွဲ့အစည်းတွေကလည်းလွတ်လပ်ပြီးတရားမျှတတဲ့ယူကောက်ပွဲအများယုံကြည်လက်ခံနိုင်တဲ့ယူကောက်ပွဲမဖြစ်နိုင်ဘူးလို့ပြောဆိုနေကြတာဖြစ်ပါတယ်။ ဒီဇင်ဘာလ28ရက်နေ့စတင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်65ရောက်စုစုပေါင်းကိုယ်စားလှယ်9000ကျော်ဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။